မေရိကရဲ့တီထောင်သူဖခင်ကြီးဘန်ဂျမင်ဖရန်ကလင်ရဲ့ထင်ရှားတဲ့ဘဝစကြောင်းသမနာမဟုတ်တဲ့ဘန်ဂျမင်ကိုဘာဖြစ်လို့ဒေါ်လာငွေစက်ကူမှနေရာပေးခဲ့ကြတာလဲဘန်ဂျမင်ဟာချားလ်မြစ်ကမ်းဘေးမှာကြီးပြင်းခဲ့ရတာဖြစ်တဲ့အတွက်ငငယ်ကလေးကရေကူးရတာကိုအယံကြိုက်တဲ့သူပါရေမြန်ကူးနိုင်မှုရေရက်တွေကိုတီထွေနေသူကိုရင်းမှာကင်းအောင်နေခဲ့တဲ့တီထွင်သူဝိညာဉ်ပေါက်ဆဟာလေအပြေးပြေးနဲ့အသက်ဝင်ကြီးထွားလာခဲ့ပါပြီ။ ကလေးပေါက်စားအရွယ်မှာဒီကိုပိုင်စိတ်ကူးကိုတကယ်ဖြစ်အောင်အကောင့်ထဲပေါ်ပြီးတော့လက်မှတက်စင်အုံပြရတဲ့တစ်သားလော်တာလေးနှစ်ခုကိုတီထွေနိုင်ခဲ့တဲ့သူပါဘန်ဂျမင်ကနိုင်ငံရေးတရုတ်ပေါ်ကာတွန်းတစ်ခုဖြစ်တဲ့ဝင်းအပိုင်းပိုင်းပြတ်နေတဲ့ကာတွန်းလရကိုဖန်တီးခဲ့ပြီးတော့လူတွေကအတော်လေးကိုသဘောကျခဲ့ကြပါလိအပိုင်းပိုင်းပြတ်နေတဲ့မွေကဗြိတိရှားရဲ့ကိုလိုနီနိုင်ငံတွေပြန်ကျဲနေပုံကိုကိုစားပြုပြီးတော့မွေရဲ့ခန္ဓာကိုပြန်မဆက်ဘူးဆိုရင်သေမာဖြစ်တယ်လို့ကိုလိုနီနိုင်ငံတွေလည်းမစည်းလုံးမှုဆိုရင်ကြာရှုံးမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါလိ ဓာဖြစ်သူဝီလီယံရဲ့အကူအညီနဲ့စက်ကူစော်ထိတ်မှဝိုင်ယာကြိုးစားချီပြီးတော့မိုးကြိုးလျက်စီမှပါတဲ့လျက်စစ်ဓာတ်ကိုဝိုင်ယာကနေတဆင့်ဆွဆွနေတဲ့စွန်ကြိုးတစ်လျှောက်ကိုစီစဉ်စေပါတယ်။ဒီဆန်းသက်မှုကနေအင်ကိုမထိခိုက်စေဘဲလျက်စစ်ကိုမြေကြီးထဲတည်သွားနိုင်တဲ့မိုးကြိုးလွဲတီထွေမှုကိုအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ဒီအသီးမဲ့ပြုခံရမှုက Franklin တယောက်အမေရိကလက်လက်ရေးအတွက်ပြင်သစ်ကိုစီယုံမဲဆွဲဖို့တာဝန်ပေးခံရတဲ့အချိန်နဲ့အချိန်ကိုက်ဖြစ်နေခဲ့ပါတယ်။ ဖရန်ကလင်ဟာအမေရိကရဲ့ပထမဦးဆုံးသောတန်တမန်အဖြစ်ဘယ်ရစ်မြို့အနီးအနားမှာနေနှဲငယ်ကြာတက်ဆွဲထားခဲ့ပါသည်။သူ့ရဲ့ကြော်ကြားမှုနဲ့တန်တမန်ကြီးရကျွမ်းကျင်မှုတို့ကြောင့်ပြင်သစ်ဟာစစ်ကူရီနဲ့ထောက်ပံ့ရေးတွေကိုဒေါ်လာစစ်ပွဲမှာကူညီပေးပို့ခဲ့ပြီးအမေရိကန်ကိုလည်းအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် အသိမှတ်ပြုပေးခဲ့ပါသည်။စစ်ပွဲအတွင်းမှာဖရန်ကလင်ဟာစာတိုင်မှုအဖြစ်နဲ့ခန့်အပ်ခံခဲ့ရပြီးတော့ဘေးစာတွေကိုငင်းစည်းစာဖို့တမားတွေကနေတဆင့် ညနေသမ ्या အမြန်ဆုံးပေးပို့ရမယ့်ယာရုတာဝန်ဖြစ်ပါတယ်။အပေါ်ပိုင်းမှာအဝေးကြီးမှန်ပါပြီးတော့အောက်ပိုင်းမှာစာကြီးမှန်ပါတဲ့နှစ်ချမ်းပါမျက်မှန်ကိုလည်းတီထွင်ခဲ့ပါတယ်။အမေရိကကိုလွတ်လပ်သောနိုင်ငံတစ်ခုဖြစ်အတည်ပြုပေးခဲ့တဲ့လွတ်လပ်ရေးကြေညာချက်၊ဘဲရစ်သဘောတူညီချက်နဲ့အမေရိကဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့စာချုပ်သုံးဆောင်ရှိပြီးတော့ဖရန်ကလင်ဟာအဲဒီစာချုပ်သုံးဆောင်လုံးမှာလက်မှတ်ထိုးခဲ့ရတဲ့တဦးရဲသောနိုင်ငံကိုယ်စားလှယ်ဖြစ်ပါတယ်။အမေရိကရဲ့တီထောင်သူဖခင်ကြီးတွေကတဦးဖြစ်တဲ့ ဘန်ဂျမင်ဖရန်ကလင်ရဲ့နိုင်ငံချစ်စိသူလုပ်ခဲ့တဲ့အကျိုးရှိတဲ့အကြောင်းအရာအများကြီးအတွက်1914ခုနှစ်မှာဘန်ဂျမင်ဖရန်ကလင်ရဲ့မျက်နှာပုံရိပ်ကိုတရားရန်အမေရိကန်ဒေါ်လာငွေစက်ကူပေါ်မှာရိုက်နှိပ်ဂုဏ်ယူခဲ့ပါတယ်။ဘန်ဂျမင်ဟာအမေရိကန်နိုင်ငံရဲ့သမ္မတမဟုတ်ပေမယ့်သမ္မတသောမတ်ဂျက်ဖာဆန်သမ္မတအီဗရာဟန်လင်ကွန်သမ္မတအလက်ဇန်ဒါဟာမစ်စတန်သမ္မတအန်ဒရူးဂျက်ဆန်သမ္မတယူလစီအက်စ်ဂရန်နိုနဲ့နီးတူ အမေရိကန်ဒေါ်လာငွေစက်ကူပေါ်မှာဂုံပြူချင်းခံခဲ့ရသူပါ။